ကောင်းမွန်မှန်ကန်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့အောင်မြင်ချမ်းသာမှုရှိဖို့လည်းလိုသေးတယ်။အောင်မြင်ချမ်းသာဖို့ဆိုတာကလည်းကံပွင့်လက်ပွင့်ဖို့လိုသေးတယ်။ကံကောင်းဖို့လက်ပွင့်ဖို့ဆိုရင်ဖရာတရားအလို့ကိုလည်းတတ်နိုင်သလောက်လုပ်ရပါမယ်။ဖရာရှိခိုးမေတ္တာပို့ပြီးတိုင်းဒီအောင်မြင်ချမ်းသာလက်ပွင့်ကာထာကိုအမြဲရွတ်ဖတ်ပူဇော်ပါပိတ်နေတဲ့လက်တွေစိုးနေတဲ့ကံတွေ ညံ့နေတဲ့ကံတွေပြန်ကောင်းလာပါလိမ့်မယ်ပြန်ပွင့်လာပါလိမ့်မယ်ဗုဒ္ဓံဇေယံဗုဒ္ဓတုခံဗုဒ္ဓလာပံဗုဒ္ဓတဏံဓမ္မံဇေယံဓမ္မတုခံဓမ္မလာပံဓမ္မတဏံတန်ခံဇေယံတန်ခံတုခံတန်ခံလာပံ တန်ခံဒဏ္ဏတိဋ္ဌိဇေယံတိဋ္ဌိတုခံတိဋ္ဌိလာဘံတိဋ္ဌိဒဏ္ဏမိတ်ဆွေများယရဏသုံးပါးရဲ့ကျေးဇူးကြောင့်အောင်မြင်ချမ်းသာမှုတွေရရှိပြီးကောင်းမွန်မှန်ကန်တဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ကြပါစေ